ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာလ18ရက်သမင်းစမဘရိုင်းတိုင်းမင်းစမသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်ပါရယ်။ဒီကနေ့အစီအစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုသတင်းကောင်းစင်တွေကိုအရင်ဆုံးကြည့်အောင်ပါရှင်။ NUCC အဖွဲ့ဝင်အဖြစ်ကနေ KNU နဲ့ KNPP တို့ကယာယီရက်ဆိုင်လိုက်ကြပါရယ်။ကြောင်းပြန့်နှိမ်နေမယ်လို့စစ်ကောင်းဆောင်နဲ့ BGF ကကြုံဝပြည်တဲ့နောက်ရွှေကုတ်ကိုမြိုင်ကနေအွန်လိုင်းငွေလိမ်ကိန်းသားတွေကထွက်ပြေးနေကြပါရယ်။ KNU ဥက္ကဋ္ဌဟောင်းစုံမှုတူစေဖို့နဲ့တမဟ6ခရိုင်ဥက္ကဋ္ဌဟောင်းကို အပြီးထုတ်ပယ်လိုက်ပါတယ်ကျောင်းသူကျောင်းသားတွေကြိုတင်မဲ့ပေးဖို့အတွက်စစ်ကော်မရှင်ကဖိအားပေးနေပါတယ်။ကလေးနဲ့ကိုဝင်ဆောင်၄သိန်းကျော်ဟာအာဟာရချွတ်တက်နိုင်တယ်လို့ UNO ချာကသတိပေးလိုက်ပါတယ်။နိုင်ငံတကာဘက်မှာတော့ပြစ်ဒဏ်ချမှတ်ပြီးဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာကိုလွှဲပြောင်းပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုတောင်းဆိုနေပါတယ်။ ဒီသတင်းနဲ့အပါအဝင်ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုလည်းစူးစီးတင်ဆက်ပေးသွားအောင်ပါရှင်။အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကနေကရင်မျိုးသားအစည်းအရုံး KNU နဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကအဖွဲ့ဝင်အဖြစ်ကနေယာယီရက်ဆိုင်လိုက်ပါတယ်။ NUCC မှာပါဝင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးယာယီရက်ဆိုင်ဖို့အတွက်ကောင်စီကိုစာပို့ထားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူဘဒုစောတော်နီကမြစမာကိုပြောပါရတယ်။ အလားတူပဲ NUCC ကနေနှုတ်ထွက်တဲ့အကြောင်းကိုလည်း KNUP အတွင်းရေးမှူးဦးအောင်စံမြင့်က MPA သတင်းဌာနကိုအတည်ပြုပြောဆိုထားပါတယ်။ NUCC ကို CRPH NUG ကိုယ်စားလှယ်တွေတိုင်းသားတော်လှန်ရေးအင်အားစုတွေအရက်ဘတ်လူမှုအဖွဲ့အစည်းတွေအထွေထွေသပိတ်ကော်မတီတွေနဲ့ပြီးကြတဲ့2021ခုနှစ် March လ10ရက်နေ့မှာစတင်စုဖွဲ့ခဲ့တာပါ။ပြီးခဲ့တဲ့2022ခုနှစ်မှာလည်း NUCC မှာပါဝင်ခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ကချင် Political Interim Coordination Team KPIT တို့ကအသီးသီးနှုတ်ထွက်ရန်နာခဲ့ကြပါတယ်။ခုလို NUCC ကနေ KNU နဲ့ KNPP လိုမျိုးအရေးပါတဲ့တိုင်းရင်းသားအဖွဲ့တွေနှုတ်ထွက်သွားလို့ရှိရင် NUCC ရဲ့တိုင်းရင်းသားကိုစားပြုမှုဟာရော့ကျပြီးတော့နိုင်ငံရေးဩဇာတည်တည်တသာကျဆင်းသွားနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ရှင်။ ကရင်နယ်ကြားစောက်တက် BGF KNA တပ်ဖွဲ့ဟာနိုဝင်ဘာ18ရက်နေ့မှာကြားဖြတ်နှိမ်နှင်းရဲ့အထူးစစ်ဆင်ရေးစတင်ပြီလို့မီဒီယာတွေကိုပြောကြားခဲ့ပြီးတဲ့နောက်သူတို့ထိန်းချုပ်ထားတဲ့နေမြေရွှေကုတ်ကိုမြိုင်ကြီးရွာတဲကအွန်လိုင်းငွေလိမ်ကိုင်းသားတွေဟာညာတွင်ချင်းထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ BGF အပြင်စစ်ကောင်းဆောင်မယောင်းနိုင်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာ15ရက်နေ့ကရင်ပြည်နယ်ဖအံခရီးစဉ်မှာအွန်လိုင်းငွေလိမ်လဲတဲ့လုပ်ငန်းကိုအမျိုးသားရေးတရက်အနေနဲ့နှိမ်နှင်းမယ်လို့ပြောဆိုခဲ့ပါတယ်။ လက်ရှိ PGF ခင်းချုပ်ရွာရွှေကုန်းကိုကနေထွက်ပြေးတင်းရှောင်နေသူ အများစုဟာတရုတ်လူမျိုးတွေဖြစ်ပြီးတော့တရုတ်စာနဲ့ရေးသားကြော်ညာထားတဲ့ဆိုင်ဆိုင်ပုတ်တွေကိုလည်းအမိုးကာရီနဲ့ဖုံးအုပ်ထားတယ်လို့သိရပါဗျ။ site ၄ကဟုံတူးဘက်တွင်နဲ့ပန်းချန်နာကနေရာတွေ site သစ်တွေမှာပွက်လောရိုက်နေကြတယ်လို့မျက်မြင်တွေ့ရှိသူတယောက်ကမြစ်စမကိုပြောပါရယ် BGF ရဲ့ခေါ်ဆောင်မှုနဲ့ရွှေကုတ်ကိုထဲကိုစစ်ကောင်မရှင်တက်ရောက်ရှိလာတဲ့ဆိုတဲ့သတင်းဟာမနေ့ကညနေမှာထွက်ပေါ်လာပြီးတဲ့နောက်ဒီလိုမျိုးထွက်ပြေးတင်းရှောင်မှုတွေဖြစ်လာတာပါ မြမအပါဝင်နိုင်ငံသားတချို့ဟာအွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အုံတွေမှာပိတ်မိနေတာတွေရှိပြီးတော့လုံခြုံရေးအဖွဲ့တွေကတကားတော့ခတ်ထားတယ်လို့လည်းသိရပါဗျ။တရုတ်လုပ်ငန်းရှင်တွေကတော့ထွက်ပြေးတင်းရှောင်နေပြီးတော့အလုပ်သမားအများစုဟာပိတ်မိနေကြတာပါ။အမေရိကန်နိုင်ငံကမြမအပါအဝင်လာအိုကမ်ဘောဒီးယားနိုင်ငံနဲ့အရှေ့တောင်အာရှနိုင်ငံတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် Scam Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနကနိုဝင်ဘာ12ရက်နေ့မှာတရုတ်ဝင်ထုတ်ပြန်ကြေညာခဲ့ပါဗျ။ ဒါပြင်နိုဝင်ဘာ14ရက်နေ့မှာလည်းတရုတ်နိုင်ငံကဥဆောင်ပြီးတော့မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံအပါအဝင်နိုင်ငံ6နိုင်ငံတို့ကဝင်ကြီးအဆင့်စည်းဝေးပြုလုပ်ပြီးတော့အွန်လိုင်းငွေလိမ်လုပ်ငန်းကိုပူးပေါင်းနှိမ်နှင်းမှဖြစ်တယ်လို့သဘောတူခဲ့ပါရှင်။ကရင်မျိုးသားအစည်းအရုံးကင်းညိုဥက္ကဋ္ဌဟောင်းစောမှုတူစီဖို့နဲ့တမဟာ6ခရိုင်ဥက္ကဋ္ဌဟောင်းဘဒူစောရွှေမောင်တို့ကိုအပွဲစည်းကနေအပြီးပိုင်ထုတ်ပယ်လိုက်တယ်လို့ကရင်ညိုကဒီကနေ့နိုဝင်ဘာ14ရက်နေ့မှာအတည်ပြုပါရယ်။ KNU ချမှတ်ထားတဲ့မူဝါဒတွေကိုလိုက်နာမှုမရှိတာကြောင့်အော်တိုဘာလာဇန်းကပြုတ်လုတဲ့73ကြိမ်မြောက်ဗဟိုအလုံးမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ KNU ဗဟိုရဲ့ပြောရေးဆိုခွင့်ရှိသူဘီဒိုစော်တော်နီကပြောပါရယ်။ 2022ခုနှစ်ကနေ2023ခုနှစ်အထိ KNU ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ဟာ2022ခုနှစ်စစ်တပ်အာဏာသိမ်းခဲ့တဲ့က NCA လမ်းစဉ်အတိုင်းဆက်လက်ရပ်တည်မယ်ဆိုတဲ့အစာထုတ်ပြန်ခဲ့ရကနေအစပြုပြီးတော့2023ခုနှစ်မေလမှာစောမှုတူစေဖို့ဟာထပ်မံရွေးကောက်ခံရခြင်းမရှိဘဲဥက္ကဋ္ဌတာဝန်ကနေအနားယူခဲ့ရပါတယ်။ အဲဒီနောက်2023ခုနှစ်တည်းမှာအာနာသိန်းစစ်ကောင်းဆောင်နဲ့တွားရောက်တွေ့ဆုံတာစစ်တပ်ကဥဆောင်ကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်ရစေးရေးသဘောတူစာချုပ် NCA အခမ်းအနားတွေတက်ရောက်တာတွေကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်။2023ခုနှစ်စက်တဘာ30ရက်နေ့ကနေပြီးတော့မှဘူဂျုံကြီးစောမှုတူစိတ်ဖို့အပြင်ကဲညိုတမဟာ6ဒူးဘလရခရံဥက္ကဋ္ဌဟောင်းဘဒိုစောရွှေမောင်းနဲ့ဘဒိုစောရောဂျာခင်ဘဟုအောက်ကွယ်ရဌာနမှောင်တို့ဟာစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ အခုနှစ်အောက်တိုဘာလမှာကျင်းပတဲ့ NCA ဆယ်နှစ်ပြည့်ပွဲမှာလဲစောမှုတူစေဖို့နဲ့ဘဒုစောရွှေမောင်းတို့တက်ရောက်ခဲ့ကြပါသေးတယ်။အခုတော့အဲ့ဒီနှစ်ယောက်စလုံးကို KNU မှာထပ်မံရွေးကောက်ခံရခြင်းမရှိတော့ဘဲယာရုကနေအနာပေးလိုက်ရသူတွေဖြစ်ပြီးတော့ KNU ရဲ့တာမန်အဖွဲ့ဝင်တွေအဖြစ်ဆက်ရှိနေရကနေစက်တပ်ဦးဆောင်တဲ့ပွဲတွေတက်ရောက်နေကြတာကြောင့်အဖွဲ့ဝင်ဖြစ်ကနေပါထုတ်ပယ်လိုက်တာဖြစ်ပါရဲ့ရှင်။ကျောင်းသူကျောင်းသားတွေကြိုတင်မဲ့ပေးဖို့အတွက်စစ်ကောင်မရှင်ကဖိအားပေးနေတဲ့သတင်းကိုဆက်ကြည့်အောင်ပါ။ဒီသတင်းအပြည့်အစုံကိုမက်ရွှေကြည်ကဆက်လက်တင်ဆက်ပေးထားပါရဲ့ရှင်။ ဆရာစုကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုကြိုတင်မဲ့ပေးဖို့အတွက်ကျောင်းသူကျောင်းသားတွေကိုစစ်ကောင်စီကအတင်းအကျပ်ဖိအားပေးလှုံ့ဆော်လာနေပါတယ်။တနင်္လာရီတိုင်းနဲ့ AR တိုင်းတွင်းမှာရှိတဲ့တက္ကသိုလ်တွေကကျောင်းသားကျောင်းသူတွေကြိုတင်မဲ့ပေးနေတဲ့အကြောင်းကိုလည်းစစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာဖော်ပြထားကြပါတယ်။တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေအပြင်ကိုဗစ်ရောဂါနဲ့အခြားကိစ္စရပ်တွေကြောင့်အခြေခံပညာစာသင်ကျောင်းတွေမှာတက်ရောက်နေဆဲဖြစ်ပြီး အသက်18နှစ်ပြည့်သွားတဲ့ကျောင်းသားကျောင်းသူတွေကိုပါစုတင်မဲ့ပေးဖို့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကဖိအားပေးစီခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ဆေးဥစုခန့်အုပ်ချုပ်ရေးမှုတွေဟာစုတင်မဲ့တွေကိုစတင်ကောက်ခံနေပြီးရက်ွက်ကျေးရွာတွေအတွင်းမှာရှိတဲ့အသက်18နှစ်ပြည့်ပြီးသူလူငယ်တွေကိုမဲယုံကိုလာရောက်ပြီးမဲပေးမှုထက်စုတင်မဲ့ပေးဖို့ကိုသာဖိအားပေးတောင်းခံနေတာပါ။တက္ကသိုလ်ကျောင်းတွေကကျောင်းသားကျောင်းသူတွေသာမကပဲတက္ကသိုလ်ဆရာဆရာမတွေနဲ့ တက္ကသိုလ်ပညာရေးဝန်ထမ်းတွေလည်းကြိုတင်မဲ့ပေးရမယ့်အစီအမပါဝင်တယ်လို့သိရပါဗျ။အာနာသိစစ်တက်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ဖြစ်တဲ့အတွက်ကျောင်းတက်ရမယ့်ရက်ဖြစ်နေတာကြောင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်ဆန္ဒမဲ့ပေးနိုင်တယ်လို့စစ်တက်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြန်မာပြည်ကအသက်9နှစ်အောက်ကလေးကိုဝင်ဆောင်တဲ့နိုတိုက်မိခင်၄သိန်းသပေါင်းကျော်ဟာပြင်းထန်အာဟာရရှို့တက်မှုကြုံရနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုညှိနှိုင်းရေးဆိုင်ရာယုံ UNOCHA ကနိုဝင်ဘာ18ရက်နေ့ကသတိပေးထုတ်ပြန်လိုက်ပါတယ်။အခုနှစ်နှစ်လပိုင်းကနေလာမယ့်2026မေလတည်းမှာပြင်းထန်အာဟာရချို့တက်တာကိုကြုံလာရနိုင်တယ်လို့ကမ္ဘာစာနာရိတ်ခအဖွဲ့ WFP ရဲ့ဒီလအတွင်းထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာကိုအခြေခံပြီးတော့သတိပေးထားတာပါ။ ခိုင်မာတဲ့အာဟာရနဲ့လူသားစာနာထောက်အပံ့တွေချက်ချင်းလိုအပ်နေတယ်လို့လည်း UN OCHA ကထည့်ပြောထားပါတယ်။တနိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်းမြန်မာဟာစာလောင်မသိမ့်မှုအခြေအနေမှာအလွန်စိုးရိမ်စရာကောင်းတဲ့အဆင့်သတ်မှတ်ချက်ဝင်6နိုင်ငံတဲကတနိုင်ငံဖြစ်လာတယ်လို့ဆိုပါတယ်။လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြိပခစီးပွားရေးကြဆင်းမှုနဲ့သဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေလျှံမှုတွေကြောင့်မြန်မာကအစာရေစာမလုံလောက်မှုအနေနဲ့ပိုပြီးတော့မြန်မာလာစေလိမ့်မယ်လို့ UN OCHA ကဆိုပါတယ်။ ဒီနှစ်စက်တဘာကနေအောက်တိုဘာလအထိခန့်မှန်းချက်အရလူ17.8တန်းဟာလုံလုံလောက်လောက်မစားနိုင်ကြတော့ဘဲလူတန်းကတော့အရေးပေါ်အခြေအနေကိုရောက်နေကြပြီလို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီအခြေအနေကြောင့်မှမြန်မာအတွက်လူသားစာနာအကူအညီတွေရရှိမှုကလည်းတဟုန်တိုးကျဆင်းနေပြီးတော့လိုအပ်နေတဲ့ရန်ပုံငွေရဲ့15ရာခိုင်နှုန်းပဲရရှိနေတယ်လို့ UNO ချကနိုဝင်ဘာ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ပြည်ရင်းသတင်းနဲ့ပြည်မနိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ ပြည်ထောင်ချမှတ်ပြီးဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလွှဲပြောင်းပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုတောင်းဆိုလိုက်ပါတယ်ဒီသတင်းပြည်စုံကိုကိုဆိုင်ခန့်ကပြောပြပေးမှာပါရှင်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ကြိုးမိတ်ပေးခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲဖြုတ်ချခံဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံကိုတင်းလာနေမှာတောင်းဆိုလိုက်ပါတယ်။ ဟာစီနာရဲ့အာနာရှင်အုပ်ချုပ်မှုကိုအိန္ဒိယနိုင်ငံကထောက်ခံအားပေးခဲ့ပြီး2024ခုနှစ်ဩဂတ်လလူမှုအုံကြွားမှုအပြီး အသက်88နှစ်အရွယ်ဝန်ကြီးချုပ်ဟောင်းဟာပြုတ်ကျကာအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်။အဲဒီအချိန်ကဆလို့သူဟာပုံအောင်နေထိုင်ခဲ့ရပြီးအိန္ဒိယနိုင်ငံနှစ်ခုအကြားလဲဆက်ဆံရေးဟာဆိုးရွားလာခဲ့ပါတယ်။ ဒါကမှရှိတဲ့တရားရုံးကတင်းလာနေမှာဟာစီနာနဲ့ပြည်တဲ့ဝင်ကြီးဟောင်းအဇက်ဇူဇာမန်ခန် ကာမာကိုမျက်ကွယ်မှာတည်တံချမှတ်ခဲ့ပါတယ်။ပြီးကြတဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ចောင်းသားတွေဥဆောင်တဲ့လူမှုအုံကြွားမှုကိုနှိမ်နင်းရမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ကြောင်းတရားရုံးကအမိန့်ချခဲ့ပြီးတဲ့နောက်အဲ့ဒီလိုတည်တံချမှတ်လိုက်တာဖြစ်ပါတယ်။ပြည်တဲ့ဝင်ကြီးဟောင်းဘယ်နေရာမှာရှိနေတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့အိန္ဒိယနိုင်ငံမှာရှိနေတယ်လို့ပြောပါရယ်။ ပြည်ထောင်ချတရားခဏအုပ်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစီချက်ချင်းလွှဲပြောင်းပေးဖို့ကျွန်တော်တို့အိန္ဒိယအစိုးရကိုတိုက်တွန်းပါတယ်လို့ဒါကာမှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြီးပြောထားပါတယ်။ဒါဟာအိန္ဒိယအစိုးရထမ်းဆောင်ရမယ့်တာဝန်ဖြစ်ကြောင်းလည်းပြောထားတာပါ။အဲ့ဒီအပြစ်ကြတရားခဏတွေကိုခိုးလုံခွင့်ပေးတာဟာအလွန်အမင်းမိတ်ဆွေမဆန်မှုဖြစ်ပြီးတရားမျှတမှုကိုလည်းစော်ကားရရောက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတတိပေးထားပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ဟာစီနာပေါ်ချမှတ်လိုက်တဲ့တရားရုံးအမိန့်ကိုသိရှိမှတ်သားထားတယ်ဆိုပြီးပဲပြောပါတယ်။အိန္ဒိယနိုင်ငံဟာငြိမ်းချမ်းရေးဒီမိုကရေစီရေးအားလုံးပါဝင်ရေးနဲ့တည်ငြိမ်ရေးတို့အပါအဝင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့အကောင်ဆုံးအကျိုးစီးပွားကို အမြဲတမ်းအလေးထားပါတယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပေမဲ့လွှဲပြောင်းပေးနိုင်ွယ်ရှိတဲ့ကိစ္စကိုတော့တိုက်ရိုက်ရင်ညွန်ဖော်ပြထားတာမရှိခဲ့ပါဘူး။ အခုနောက်ထပ်အနေနဲ့ယူကရိန်းအရှိတ်ဘက်တလျှောက်ရှေ့တိုးချစ်တက်နိုင်ခဲ့တယ်လို့ရုရှားကပြောပါတယ်ဒီသတင်းကိုတော့ကိုခန့်ຫນွေကတင်ဆက်ပေးမှာပါရှင်ယူကရိန်းအရှိတ်ဘက်မှာရှိတဲ့နောက်ထပ်ကြီးရွာ၃ရွာကိုရုရှားစစ်တပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့မော်စကိုမှာရှိတဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာမျှကပြောပါတယ်ဒါဟာအခုနောက်ဆုံးပြင်းထန်တဲ့ခြေစစ်တွင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် တိုင်းပြည်ရဲ့စောရင်အခြေခံအဆောင်တွေဖြည့်ဆည်းခံရပြီးတော့အင်အားပြုံးတိလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတဗိုလိုမာဒီမာဆဲလာစကီဥရောပမဟာမိတ်တွေထံခီးလှည့်လည်နေတော့တိုင်းပြည်ရဲ့စောရင်အခြေခံအဆောင်တွေဖြည့်ဆည်းခံရပြီးအင်အားပြုံးတိလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတကဥရောပမဟာမိတ်တွေစီကိုခီးလှည့်လည်နေတော့ ီလိုရုရှားရဲ့စစ်ချီတရင်ထွက်ပေါ်လာတာပါတနီပရိုပက်ထရောဒေတာဂိုင်းပလာတိုနက်ကဒိုနက်ဒေတာဂျီဗိုရီချန်စကီကာကပ်ဆာရဲ့ဒေတာရီကိုသူတို့ရဲ့တပ်ဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တယ်လို့မော်စကိုကပြောပါတယ်အဲ့ပြောဆိုချက်တွေကို AFP ကစစ်ဆေးအတည်ပြုနေတာမရှိသေးပါဘူး။2022ခုနှစ်ဖေဖော်ဝါရီလကရုရှားက တခွင်တပြီလုံးထိုးစစ်ကြီးစတင်ဆင်သွဲဆကရေကယူကရိန်းအရှိပတ်ချန်ဒေတာအများစုဟာ ဖြက်စီးချေမှုန်းခံခဲ့ရပြီဖြစ်ပါတယ်လူပေါင်းတောင်းချီတည်ဆုံခဲ့ရပြီးတော့တန်ပေါင်းများစွာအိုးအိမ်ဆုံခွာထွက်ပြေးခဲ့ကြပါတယ်ခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီတိရရှိထားတဲ့ငွေလဲနှုံရွှေစည်းစက်သုံးစည်းစည်းနဲ့အဆောင်စည်းစည်းတွေကိုတင်ပြပေးပါမယ် ဒါတွေကိုတော့မင်းစမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေရည်နဲ့နှုန်းများ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ချက်ပြင်ပပေါင်စီ4060ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1613.58ချက်ပြင်ပပေါင်စီ3140ချက်ဘာတဲ့ယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1436.95ချက် ပြင်ပပေါ်စီ4948ချဲထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.86ချဲပြင်ပပေါ်စီ125.68ချဲမရှာတရီကီကိုစစ်ကောင်စီတတ်မှတ်စဉ်905.6ချဲပြင်ပပေါ်စီ989ချဲပေါ်စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စီ59ဒိတ်9000ကျပ်ပြင်ပပေါင်စီ85ဒိတ်6000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စီ55ဒိတ်9685ကျပ်ပြင်ပပေါင်စီ80ဒိတ်6000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်3လီတာကို2500ချက်ပရီမီယံဒီဇယ်3လီတာကို3085ချက်အောက်တေ92လီတာကို2585ချက်အောက်တေ95လီတာကို2660ချက်ပေါ့စေးရှိပါတယ်။ပေါ်ပြပါ73စီစဉ်တွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်တယ်။နောက်ဆုံးရစောင်းဒီစဉ်တွေကတော့စောင်းဒီတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ 55ကျပ်ပြေပပေါင်စင်1000ကျပ်ပေါင်စင်ရှိပါတယ်ပေါ်ပြပါစင်တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်သမစ္စမပရိုင်တိုင်းမစ္စမသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပါတီရှင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုကျမကျူချမ်းကစူးစိတင်ဆက်ပေးခဲ့တာပါသမစ္စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်းလာနေ့ကနေ့တောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ် ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။